thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အောင်ပန်းမြို့နီးပဟုပြုပြီးအင်အား၄.၅အစင်ရှိမြင်းငင်းလင်းတစ်ခုလောက်ခတ်ခဲ့ပြီးပြည်သူများသိတာစွာခန်းစားရတဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နီးပဟုပြုပြီးအင်အား၄.၅အစင်ရှိမြင်းငင်းလင်းတစ်ခုလောက်ခတ်ခဲ့ကြောင်း NUG အစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်ဇွန်လ၄ရက်နေ့နေ့လယ်၁၂:၄၆မိနစ်ခန့်မှာအောင်ပန်းမြို့နီးပဟုပြုပြီးအင်အား၄.၅အစင်ရှိမြင်းငင်းလင်းလောက်ခတ် ဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါမြင်းကလင်းလောက်ခတ်မှုကိုပြည်သူများသိတာစွာခန်းစားခဲ့ရပြီးငလင်းနဲ့ဒူးကျင်လောင်တဲ့အတံများပါထွက်ပေါ်လာခဲ့ပြီးထိတ်လန့်ခဲ့ရကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။ညောင်ရွှေကလည်းငလင်းလောက်ခတ်တာကိုတိတိတသားခန်းစားခဲ့ရတဲ့အတံကျဲကြီးနဲ့လှုပ်သွားတာထိတ်လန့်ရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။အခုလောက်ခတ်သွားတဲ့ငလင်းကစောင်းတိမ်ငလင်းဖြစ်တာကြောင့်ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနိုင်ကြောင်းငလင်းဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုတွေလျော့နေစေဖို့အတွက်ဆောင်ရွက်ဆောင်ရွက်တတိပြုရန်တွင်ညီနေထိုင်ကြဖို့ NUG အစိုးရ ကပြည်သူများကိုတတိပေးထုတ်ပြန်ထားပါတယ်။ နောက်ထပ်တပုံးနေနဲ့ TNL ထိန်းချုပ်ဒေသမှာမေလအတွင်းစစ်ကောင်စီကြောင်းအရက်သား26ဦးတည်ဆုံပြီးထဏ်ရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်းတက် TNL ထိန်းချုပ်ထားတဲ့ဒေသတွေမှာပြီးခဲ့တဲ့မေလတလအတွင်းအာနာသိန်းစစ်ကောင်စီရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့အရက်သား10ဦးတည်ဆုံခဲ့ရပြီး18ဦးထိထဏ်ရရရှိခဲ့ပါတယ်။ TNL ကအစွန်လ၄ရက်နေ့မှာထုတ်ပြန်ချက်မှာအာနာသိန်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု26ကြိမ်လက်နက်ကြီး986လုံးပြစ်ခတ်ပြီးဒရုန်းနဲ့ပုံ326လုံးနဲ့အစိမ်းငွေပုံ114လုံးတို့ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။အ ဒီတိုက်ခိုက်မှုတွေကြောင့်နောင်ချုံမြို့နယ်ကပြစ်မဲ့အရက်သားပြည်သူ6ဦးသေဆုံးခဲ့ရပြီး14ဦးဒဏ်ရာရရှိခဲ့ပါတယ်နေအိမ်ရှိလုံးလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်အရာပြင်းကြောင်မဲမြို့နယ်မှာလည်းလူနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ရပြီးအပြစ်မဲ့အရက်သားပြည်သူ2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်မန်တုံမြို့မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူ2ဦးသေဆုံးပြီး3ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်လူနေအိမ်28လုံးလည်းထိမှန်ပျက်စီးခဲ့ပါတယ်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စည်ရည်တတိအမြင့်ရှိရန်လိုအပ်ပြီးလေကြောင်းရံမှာကာက ွယ်နိုင်ဖို့လေကြောင်းကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်း TNL ကသတိပေးပြောကြားပါတယ်နောက်ထပ်တပုံးနေနဲ့စစ်အာဏာရှင်စန့်ကျင်ရေးမြမအွေဦးတော်လိုင်းကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူ ဤကြေမြောင်တောင်ကိုရီးယားတမရဖြစ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာရှင်ဆန်စတင်မြမနွေဦးတော်လိုင်းကိုထောက်ခံအားပေးပြီး NUG ဝင်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤကြေမြောင်ကတောင်ကိုရီးယားတမရဖြစ်ရွေးကောက်ခံရအကြောင်းတောင်ကိုရီးယားမှလာတဲ့သတင်းတွေရသိရပါတယ်ဇွန်လ3ရက်နေ့တောင်ကိုရီးယားတမရရွေးကောက်ပွဲမှာအတိုက်ခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဤကြေမြောင်ကအနိုင်ရရှိသွားပြီးတမရဖြစ်ရွေးကောက်ခံခဲ့ရတာဖြစ်ပါတယ်တောင်ကိုရီးယားတမရဖြစ်သူဤကြေမြောင်ကမြမနွေဦးတော်လိုင်းကြီးစတင်ခြင်းကလေးကဒီကနေ့အချိန်တည်းမြမဒီမိုကရေစီအရေးကိုအားပေး ီးထောက်ခံသူကိုရီးယားနိုင်ငံ၏အတိုင်ဝန်ကြားမှလက်သုံးချောင်းထောင်ပြီးမြန်မာအစံဖက်စစ်အုပ်စုကိုပြင်းထန်စွာကန့်ကွက်ရှုတ်ချခဲ့သူကိုရီးယားနိုင်ငံတွင်မြန်မာနိုင်ငံ၏လှုပ်ရှားမှုနှင့်ထောက်ခံမှုကိုကောင်းတဲ့ဖွဲ့စည်းတစ်ခုဖြစ်တဲ့စစ်အာဏာသိမ်းမှုစန့်ကျင်ကော်မတီကိုရီးယား၏မြန်မာနယ်ဝက်ဖွဲ့စည်းအတွက်အထူးကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်းတောင်ကိုရီးယား ။ကိုစလဲယုံကသတင်းထုတ်ပြန်ပါရီ2021ခုနှစ်မန်လာနိုင်ငံနီးမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတလားကြာအတိုက်ခံကောင်းဆောင်အီဂျင်မြောင်ကကိုရီးယားနိုင်ငံကယောင်တီကိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးဖြစ်တာဝန်ထမ်းဆောင်နေစဉ်မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုစန့်တင်ကော်မတီကိုရီးယားမှာအဖွဲ့ဝင်နေဖြစ်ကြတဲ့ဥယျာဉ်နိုင်ထွန်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စီယုံရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကိုဆိုမိုသူမြန်မာအလို့သမားဖူလုံလူမှုဖူလုံရေးစင်တာနဲ့မနင်းဝက်ကြီးစောင်းကုန်းဝဲတက်ကတူចောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီအချိန်ကအုပ်ချုပ်ရေးမှူးဦးကျေမြောင်ကလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေ အရရက်ကိုသိရှိပါကြောင်းစစ်အာဏာသိမ်းမှုကိုလည်းကန့်ကွက်တဲ့အနေနဲ့တာမကကိုရီးယားအစိုးရအနေနဲ့လေမြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်စနစ်အမြန်ဆုံးပြုတ်ကျရင်းနဲ့ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်နိုင်ဖို့အတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပြီးမှဖြစ်ကြောင်းဖန်စီထိန်းသိမ်းခံထားတဲ့နိုင်ငံကောင်းဆောင်များအတွက်လည်းအလွန်ဆိုးရင်ပူပန်မိပါကြောင်းအမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့အတွက်ဖိအားပေးတောင်းဆိုသွားမှာဖြစ်ကြောင်းကိုတက်ကြွစွာထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရပါတယ်။ကယောင်တီကိုပြည်နယ်အုတ်ချုပ်ရေးမှူးဖြစ်ရှိနေစဉ်ဤကျေမြောင်က၎င်းအုတ်ချုပ်နေတဲ့ကယောင်တီကိုပြည်နယ်ရဲ့ ရီသက်မှတ်ချက်များနဲ့အညီမြန်မာနဝအဖွဲ့အစည်းကိုတည်ထောင်ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။ဒါအပြင်2024ခုနှစ်မေလ18ရက်နေ့မှာကွမ်ကျူးမြို့ငါတက်သမတရှင်နှစ်ပတ်လည်ခန်းနာမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံဒေါ်စင်မာအောင်စီမံကိန်းဗန်နာကြီးနဲ့ရှင်းနီမြို့နယ်မူဝင်ကြီးဦးတင်ထွန်းနိုင်တို့နဲ့တွေ့ဆုံနှုတ်ဆက်စဉ်ကလည်းမြန်မာဒီမိုကရေစီကိုဆက်လက်အားပေးထောက်ခံမှာဖြစ်ကြောင်းအဲ့ဒီတုန်းကအီဂျင်မြောင်ကလွတ်တော်အမတ်တော်ဦးဖြစ်သူလို့ပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တပုံးနေနဲ့ရှမ်းမြောင်မာမီလာအတွင်းအပြင်ရဲစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု26ကြိမ်လက်နက်ကြီးနဲ့ပုံပေါင်း1219လုံးနဲ့တိုက်ခိုက်ခဲ့လို့ပြည်သူ၈ဦးသေဆုံးပြီး16ဦးဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမာမီလာအတွင်းအပြင်ရဲစစ်တပ်ကလေကြောင်းတိုက်ခိုက်မှု26ကြိမ်လက်နက်ကြီးနဲ့ပုံပေါင်း1219လုံးပစ်ခတ်ခဲ့ပြီးပြည်သူ၈ဦးသေဆုံးခဲ့ကြောင်း TNL ကဒီကနေ့သတင်းထုတ်ပြန်ပါတယ်။မေလာတလအတွင်းအပြင်ရက်ထားတဲ့စစ်ကောင်စီတပ်နောင်ချုံမိုးကုတ်ကြောင်းမဲမိုင်းကော့မိုင်းလုံးနဲ့နောင်ချုံမြို့နယ်တို့မှာလေကြောင်းနဲ့26ကြိမ်လက်နက်ကြီး900 186လုံး၊ဒရုန်းနဲ့ပုံ329လုံးနဲ့အစိမ့်ငွေပုံ134လုံးတို့ကိုပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူလူထု၈ဦးသေဆုံးပြီးပြည်သူ၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနေအများပြားထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။ စစ်တပ်ကနောင်ချုံမြို့နယ်ရှိကျင်းရွာများနဲ့တောင်မျိုးသားလူမျိုးရေးတပ်မတော် TNL တရှိရာတွေကိုဥတီတိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီတပ်ရင်ရည်ရွယ်ချက်ရှိရှိဥတီတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူလူထု6ဦးသေဆုံးခဲ့ရပြီး14ဦးဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်ရှစ်လုံးနဲ့ဘုံစထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ TNL တင်ပိုက်ထားတဲ့ကြောင်းဝဲမျိုးကိုလေကြောင်းနဲ့နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီးပြည်သူလူထုနေအိမ်နှလုံးလည်းထိမှန်ပျက်စီးခဲ့ကြောင်းမိုးကုတ်မျိုးကိုလည်းလေကြောင်းနဲ့6ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီးပြည်သူတအုပ်သေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုံကြားရောက်ပောက်ကွဲမှုကြောင့်ကြေးရွာဘုံကြီးကျောင်းများအပါဝင်နေအိမ်၁၈လုံးနဲ့ထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။အလားတူမိုင်းငော့မြို့နယ်ကိုအပြင်းရထားတဲ့စစ်ကောင်စီတပ်ကလေကြောင်းနဲ့တကြိမ်မိုင်းလုံမြို့နယ်ကိုလည်းလေကြောင်းနဲ့၃ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့ကြောင်း မိုးကုံမြို့နယ်ကိုလည်းလေကြောင်းနဲ့6ချိန်လာရောက်တိုက်ခိုက်ခဲ့ပြီးပြည်သူတအုပ်တည်ဆောင်ခဲ့ပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဘုံကြောင်ရောက်ပောက်ကွဲမှုကြောင့်ဒေရွာဖုန်ကြီးကြောင်ပါဝင်နေအိမ်ဆက်ရှင်လုံးလည်းထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရပါရယ်အလာတူးမိုင်းငုံမြို့ကိုအပြစ်ရထားတဲ့စစ်ကောင်စီတပ်ကလေကြောင်းနဲ့တစ်ချိန်မိုင်းလုံမြို့နယ်ကိုလည်းလေကြောင်းနဲ့3ချိန်တိုင်တိုင်တိုက်ခိုက်ခဲ့ကြောင်းမန်တုံမြို့ကိုလည်းစစ်ကောင်စီတပ်ကလေကြောင်းနဲ့2ချိန်တိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူတအုပ်တည်ဆောင်ပြီး3ဦးဒဏ်ရာရရှိခဲ့ကြောင်းနေအိမ်29လုံးလည်းထိမှန်ပျက်စီးခဲ့ကြောင်းသိရပါရယ်အခုကစစ်တပ်ကစွန်လာ တလလုံးကိုလည်းအပြစ်ရကြီးညာထားတော့လဲလက်ရှိလေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်မှာထိုးစစ်ဆင်ခြင်းတွေကိုဆက်လက်ပြုလုပ်နေစေဖြစ်ကြောင်းတော်လိုင်းတက်တွေကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။ ဆက်လက်ပြီးပြူကောင်းဆောင်ပါဝင်လူကိုဦးတည်ဆောင်ခဲ့တဲ့ပကံပြစ်ခတ်မှုထဏောင်းမြေစစ်ကြောင်းနဲ့စစ်ကောင်စီပြောကြားချက်တွေကွဲလွဲနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြူကောင်းဆောင်ပါဝင်ကိုဦးတည်ဆောင်ခဲ့ပြီးလက်နက်ခရရနေပါတင်ဆက်ရရှိခဲ့တယ်လို့ထဏောင်းမြေစစ်ကြောင်းကထုတ်ပြန်ပါတယ်။တင်းဆောင်နေတဲ့ကန်းကာရက်ကွက်ဒေသခံတွေတုံးရက်တွင်ပြန်မလာရင်မိရှုမယ်လို့စစ်တပ်ကထိန်းချုပ်ပါတယ်။မန္တလေးတိုင်းညောင်မြို့နယ်ပကံမြို့တည်ကန်းကာရက်ကွက်မှာစစ်ကောင်စီလက်အောက်ခံပြူစောတိကောင်းဆောင်ပါဝင်လူကိုဦးတည်ဆောင်စီခဲ့တဲ့ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးပြစ်ခတ်ခဲ့တဲ့ထဏောင်းမြေစစ်ကြောင်းနဲ့စစ်ကောင်စီဘက်ကပြောဆိုမှုတွေန ှစ်ဖက်ခွဲလွဲနေပါတယ်။ဇွန်လတရနေ့ကညောင်မြို့နယ်ပကံမြို့တင်ကန်းကွာရကစစ်ကောင်စီလောက်ကစစ်မှုထမ်းအောင်ပြူစော်တီကောင်းဆောင်စော်စော်နဲ့သူ့နောက်လိုက်ရှေ့ဦးတို့ကရက်ွက်ထိတ်မှ ဆက်ကြီးကောက်နေတော့ထနောင်းမြေစစ်ကြောင်းကလာပစ်သွားတာလို့ထနောင်းမြေစစ်ကြောင်းကထုတ်ပြန်ပါတယ်ပြစ်ခတ်မှုကြောင့်ဖြူကောင်းဆောင်စစောအပါဝင်သူ့ရဲ့နောက်လိုက်ရှေ့ဦးတည်ဆောင်ပြီးတအုပ်တညာရရှိခဲ့တယ်လို့ထနောင်းမြေစစ်ကြောင်းကကိုမှုတူကပြောပါတယ်ကျွန်တော်တို့ကအဓိကထားတာသူတို့ဖြူကောင်းဆောင်စစောပဲပြစ်တာသူတို့ကိုပြစ်ပြီးရဲ့အချိန်မှာတန်းတွေ့တယ်အဲ့ဒီမှာပောက်ကွဲတန်ကြရတယ်၊ကွေ့ပြီးတော့ပြန်ကြည့်တော့အကုန်လုံးမောက်နေပြီးတယောက်ပဲတညာရရတယ်သူ့မှာဘာမှမပါလို့ဘာမှမလုပ်ဘူးသူကဖြူကောင်းဆောင်က တိုင်တောင်းမှာဆိုတော့သူ့ကိုပဲအဓိကထားပြီးပြလိုက်တာပြစ်ပြီးတဲ့အချိန်မှာတန်းခွဲတာလက်ပြပုံကသူ့လက်ပြပုံမှာကျွန်တော်တို့မှလက်ပြပုံမပါဘူးလို့ကိုမှုတူကဆိုပါတယ်။